်နေတယ်အလိုက်တည်းရှိတဲ့သူတယောက်ပေါ့သူကပေါ်ပါလေအချိန်မီသူစီကလူသမားရနိုင်တယ်လို့ထင်ပြီးတမိုးမထားသလိုဆက်စင်တာခင်ရတဲ့အခါသူကတိတ်တိတ်ဆစ်ဆစ်လေးပဲရှိတလဲချင်းလက်ဆုပ်သွားပါလိမ့်မယ်နေတယ်စိတ်ခက်ခွလွတ်တတဲ့သူတယောက်ပေါ့သူကလွယ်ပါတယ်တောင်းမလိုက်ရင်ကြီးကြီးသွားတာပဲလို့ယူဆပြီးအချင်းချင်းဆော်ကားတာခင်ရတဲ့အခါမှာတော့ ူကငင်းငင်းသက်သက်လေးပဲတလန်ချင်းလက်ဆူသွားပါလိမ့်မယ်။အမြင့်တဲ့အကြီးတကြီးကြီးအမြင့်တနူးချစ်တတ်တဲ့သူတယောက်ပေါ့။သူ့ချစ်တွေကလွယ်လွယ်လေးရနိုင်သားပဲလို့အချင်းချင်းလှစ်လျူရှုဟုတ်ပြစ်ခါပြူလာခင်ရတဲ့အခါသူကအေးအေးဆေးဆေးလေးပဲချစ်တလန်ချင်းလက်ဆူသွားပါလိမ့်မယ်။အချင်းတစ်ခုကြာလာတဲ့အခါတင့်ပေါ်အလိုက်တူတူရှိတဲ့လုံနဲ့ တိခန့်ခွလွပြီးတတ်တယ်။အကြီးတကြီးကြီးချစ်မြတ်နေတဲ့သူတယောက်ဟာသင်ရဲ့ဘဝတွေကနေချစ်မြတ်မထမ်းတော့အောင်ဝေးကွာသွားတဲ့အနေအထားမှာရောက်နေပါလိမ့်မယ်။ချိုးလေးတစ်ချက်ခမ်းလိုက်ရုံနဲ့သစိမ်းမပြင်းလို့အိဆက်ဝေးကွာသွားပါလိမ့်မယ်။ဒါကြောင့်ကိုရရှိနေတဲ့အလိုက်တတိရှိမှုလေးတွေတိခန့်ခွလွပေးမှုလေးတွေအကြီးတကြီးကြီးချစ်မြတ်နေမှုလေးတွေကို တက်မိုးထားပေးစီခြင်းပါတယ်။အရာအတိုင်းမှာအကန့်အသတ်ဆိုတာရှိတယ်လို့ပါ။